အခုကြီးကိုဒီထဲနေလို့ထင်တာအခုမှနေနေတယ်အတူကြီးရဲ့ဝင်နေတယ်ဘာဖြစ်လဲကြီးရဲ့ဝင်လဲမဟုတ်ကျမရဲ့ခွေးမရဲ့ခန္ဓာပြောချင်တာ तू ချောင်းမခွေးမရဲ့ဒါမကဲအမတားရဲ့မိန်းမရဲ့ခလေးသူချွေးမဟောင်းရဲ့မဟုတ်မဟုတ်သူသူဒီလေးလာနီးအေးလာဟောအမားထိန်လာခလုံးဟုတ်ကူလို့သူသူသားကိုပြန်ဝင်စားပါတယ်တဲ့ တော့ဒီအတော်ကြီးကိုဒါကြောင့်မလို့သူတော့ဝင်စားတယ်ဝင်စားလို့မလို့ရောက်ခမဟောင်းအချွေးမဟောင်းဟောင်းရဲ့ခလေးကိုသူကထိန်ချောင်ကျွေမွေပြုစုနေပေါ့နော် ပြောချင်တာကအခုအခုလိုမျိုးကြားသိလိုက်တဲ့အချိန်မှာကျမရင်မှာနည်းနည်းဟတ်ထိသွားတယ်ပေါ့နော်။အော်လောကမှာနော်ငါခလေးတွေမှာငါအဖွားကငါခလေးတွေမှာသူ့ငါရောက်ခမခလေးတွေကိုမချစ်တာဟုတ်ဘူးနော်။ အော်ဒီလိုမျိုးဟွာတွင်းတော်သားမဆက်ချစ်တဲ့ဟိုရောက်သူလည်းရှိပါလားဆိုပြီးတော့နည်းနည်းလေးဝမ်းနေလို့ပြောတာပေါ့နော်ကျမဆိုလို့ရှိရင်ကျမသားအကြီးကောင်ဟာအင်းတအူးပေါ့နော်တချို့ဆိုလို့ရှိရင်မြီးအူးရောက်သားမြီးအူးဆိုလို့ရှိရင်ငုံထမတဲ့ချစ်ကြတာနော် ချစ်ကြတယ်ပေါ့ကျမသားအကြီးကောင်မွေးတော့ကျမမိဘကမိဘဘက်ကလည်းမြည်ဦးကျမရောက်ကတိနဲ့ရောက်ခမဘက်ကလည်းမြည်ဦးမချစ်ဘူးနော်မချစ်ဘူးလုံးဝမချစ်ဘူးသူတို့ဘက်ကယောက်ျားလေးတွေများလို့မချစ်ဘူးထားတော့နောက်တယောက်သမီးထက်မွေးတယ်သမီးကလည်းဟိုသမီးကလည်းရောက်ကတိတိမ်မှဆုံးမှဆုံးမှရောက်ကတိဆုံးသွားပြီးခါမှသမီးကိုပြန်ဝင်စားတာပါနော်ပြန်ဝင်စားတာက ဲ့ဒါကဘလို့ကြောင့်ပြန်ဝင်စားတယ်ပေါ့နော်ပြန်ဝင်စားတယ်ဘာလဲဆိုတော့တမီးကတနေ့ငုတ်ထုတ်ထိုင်ရွယ်လေးပေါ့နော်အဲဆေးရုံနှခါတက်ရတယ်ခြူချရတယ်ဘေးရင်းနဲ့ရေရရလက်နဲ့မေးတဲ့အခါကျတော့သူ့အဖေကိုဝင်စားတာပါတဲ့သူ့ယောက်ျားကိုဝင်စားတယ်ယောက်ကတိကိုဝင်စားတာပါတဲ့သူမိမစီကိုခမဲတောင်းလိုက်ပါသူကင်နေရဓမြောင်တထွာလာကလေးရှိရဓမြောင်နဲ့ရွှေလက်စွပ်သူဝင့်နေကြရွှေလက်စွပ်ကလေးကို ပေးလိုက်ပါတဲ့တောင်းပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကျမ်းပါကြီးကောင်းသွားမယ်တဲ့ဆေးရုံနှခါတက်ရတယ်နော်အဲ့ဒါတတောင်းနေလောဝမပေးဘူးရွှေလက်ဆိုရွှေမိုးလို့မပေးရှင်ထားပါသူ့အဖေဝင်စားပါတယ်ဒေါ်ကြီးရဲ့ယောက်ျားကိုဝင်စားတာပါလို့ရွှေလက်ဆိုမပေးရင်နေရတယ်ဓမြောင်လေးသူ့ကင်နေကြဓမြောင်လေးတော့ပေးပါဆိုတော့ဟုတ်လားသူကလောဝမပေးဘူးเนาะဒီလိုဒီလိုနဲ့အော်ပို့ဆိုတာကเนาะ အကြီးကမှမြည်ဥပါမျက်နာကျမတူလို့ချွေးမအောင်မုန်းလို့မချစ်ဘူးထားတော့အခုအငယ်မသူ့သားမျက်ခွက်ကြီးချုပ်ပြီးဆွထားလို့တူလာတော့မှပဲလုံးဝမချစ်တာနော်အဲ့ဒါလိုမျိုးရောက်ခမိုင်လေရှိပါတယ်နော်ဒါကြောင့်မို့လို့အော်ဒါတော့ဒီမှာပဲမြစ်တာတရားခေါင်းပါရသလားလို့ဘဝသူတွေရှိကြလားရှင်ဒါပေမဲ့သူတို့မချစ်လဲ จ้าမဟုတ်ပါဘူးအခုသမီးသားနဲ့သမီးอ่ะကျမမိပါအရေးမှာပဲကြီးပြင်းလာခဲ့ရတာပါเนาะသူတို့အရေးမှာလဲကြီးပြင်းလာခဲ့ရမှာဟုတ်ပါဘူးဒါကြောင့်ဒီအတော်ကြီးကိုအရန်ကိုမှလေးစားပါတယ်လို့ပြောချင်တာပါเนาะ